အမေရိကန်တမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝန်စည်းစမ်းမှုမှာထိုင်းနဲ့ကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက်ရယူခဲ့တယ်လို့နီကီအေးရှားကဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်မှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးတွင် ထိုင်းနဲ့ကမ္ဘောဒီးယားဟာတည်ထံတွေ့ဆုံခဲ့ပြီးအောက်တိုဘာ26ရက်ကငြိမ်းချမ်းရေးစာချုပ်ကိုသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးမှုကိုတဘာပတိအဖြစ်ကြီးမှုခဲ့တဲ့အမေရိကန်တမ္မတဒေါ်နယ်ထရန့်က အဲ့လိုညဉ့်ညဉ့်အိစာကြောင့်ချုပ်ဆိုမှုဟာလူသားမျိုးနွယ်အတွက်မယုံကြည်နိုင်လောက်တဲ့အလုပ်တစ်ခုဖြစ်ကြောင်းချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနူတင်ချန်ပီယာကူနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်တို့ရဲ့ညဉ့်ညဉ့်အိစာကြောင့်ချုပ်ဆိုမှုကိုထရန့်ပြင်အာဆီယံရဲ့အလဲကြာဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်လည်းတက်ရောက်ခဲ့ပါတယ်။ဒီညဉ့်ညဉ့်အိစာကြောင့်မှာနှစ်နိုင်ငံကြားရန်လုံမှုတွေအားလုံးကိုရပ်တန့်ဖို့သဘောတူကြောင်းဖန်ဆီးခံရရတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးဖို့ ညဉ့်ဉဉ့်ရရှိမှုနဲ့ရရှိတည်တံ့ရေးအတွက်စိတ်ချသေးကြစေဖို့အာဆီယံရဲ့ဒေသဆောင်ကြည့်သူတွေကိုစိတ်လှုပ်ခွင့်ပေးဖို့အစရှိတဲ့သဘောတူညီချက်တွေပါဝင်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ဒီစာချုပ်ကအလုပ်ဖြစ်လိမ့်မယ်ဆိုတာကျွန်တော်တန်လျာမရှိပါဘူး။ဒီစာချုပ်ကတိုင်းနဲ့ရှိတဲ့လူအသက်တွေကိုကယ်တင်နိုင်ပါလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ဒါ့ပြင်အမေရိကန်ပြည်ထောင်စုကအခုပြည်ပခါကိုကြေလျာကူညီပေးခြင်း လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုလိုလားပြီးချမ်းသာကြွယ်ဝနိုင်တဲ့လွတ်လပ်တဲ့နိုင်ငံတွေတည်ရှိတဲ့ဒေသအတွက်အနာဂတ်ကိုထူးဆစ်ပုံဖော်ရမှာကုညီပေးနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူကြောင်းလည်းထရန့်ကပြောကြားခဲ့ပါတယ်။ဇူလိုင်လကထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ခိုက်မှုတွေစတင်ဖြစ်ပွားချိန်ကသူတို့အစိုးရအဖွဲ့ဟာပြည်ပခန့်ကိုအချိန်မြင့်တင်မလာအောင်တားဆီးဖို့ချက်ချင်းလှုံ့ဆော်ခဲ့ကြောင်းမလေးရှား၊ထိုင်း၊ကမ္ဘောဒီးယားဝန်ကြီးတွေနဲ့ ဖုံးဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြောင်းသူကဆိုပါတယ်။ဒါ့ပြင်အမေရိကန်ဟာကမ္ဘောဒီးယားနဲ့ကြီးမားတဲ့ကုန်သွယ်ရေးစာချုပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီးထိုင်းနဲ့လည်းအရေးကြီးတဲ့တွန်းထွက်ပစ္စည်းသဘောတူညီချက်ကိုပြုလုပ်သွားမယ်လို့ထရန့်ကကြေညာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့အနေနဲ့ရင်းနှီးစွာနေထိုင်နေသည့်များကာလပတ်လုံးအမေရိကန်ဟာဒီနိုင်ငံစလုံးနဲ့ကြီးမားတဲ့ကုန်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်လို့လည်းထရန့်ကပြောကြားခဲ့ပါတယ်။